မင်္ဂလာပါရှင် Channel Love ပါတော့ကနေကြိုဆိုပါရရှင်အာဒီနေ့မှပြုလုပ်ပေးခြင်းနဲ့ short reading လေးပေါ့နော်အဲ့အားလေးကတော့သူအခုဒီနေ့လက်ရှိဒီ reading ကိုကြည့်နေတဲ့အချိန်မှာသူ့ရင်ထဲကအပြောချင်ဆုံးစကားလေးဆိုတဲ့အဲ reading လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့မုံက group လေး၃ခုအာပြုလုပ်ပေးထားပါမယ်အဲ့တော့ဒါလေးကတော့ group 1ပါ group 1လေးဖြစ်ပါတယ်ဒါလေးကတော့ group 2 လေးအတွက်ဖြစ်ပါတယ်ဒါလေးကတော့ group 3လေးအတွက်ဖြစ်ပါတယ်အဲ့တော့ဒါမိမိနဲ့တက်တဲ့ group လေးတွေကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်ရှင် group 1 group 2 group 3ဖြစ်ပါတယ်ရှင်တက်ကလေးကနည်းနည်းသိရောလေးမြင်ရပါမလားမသိဘူးเนาะဒီလိုလေးကြည့်ပြီးเนาะဒါဆိုရင်အာ group 1 group 2 group 3ပေါ့เนาะအဲ့တော့ ကိုနေတတဲ့ကပ်ကလေးကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်။ဆိုတဲ့အခါကျတော့မုံကသူ့ရင်ထဲကအခုလက်ရှိအချိန်အခု DVD ကိုကြည့်နေတဲ့အချိန်မှာသူကိုပြောချင်ဆုံးစကားသူအရင်ကိုကိုပြောပြချင်နေတဲ့စကားလေးတွေမုံနဲ့တူတူလက်ထောင်ကြည့်အောင်နော်။သူ့ရဲ့ရင်ထဲထဲမှာသူအရင်ကိုကိုပြောပြချင်နေတဲ့စကားလေးတွေမုံနဲ့တူတူလက်ထောင်ကြည့်အောင်သူမပြောပြခဲ့တာပဲဖြစ်ဖြစ် အခုချိန်မှာမပြောအခုချိန်ဖြစ်နေတာဆိုတော့လေနော်အခုချိန်ဘာတွေဖြစ်နေလဲ group one လေးရဲ့တဖက်လူရဲ့ရင်ထဲမှာဘာတွေဖြစ်နေလဲ group one လေးနဲ့ဆက်ဆက်ပြီးသူခုဘာတွေများပြောရှင်နေလဲအခုချိန်မှာ we both know i am not the one for you တဲ့ငါတို့နှစ်ယောက်လုံးသိပါတယ်တဲ့အဲ့တော့ဒါတစ်ဖက်ဖက်မှာသူ့ဘက်မှာပေါ့နော် အာမင်းတယောက်တည်းမဟုတ်ဘူးတဲ့ပတ်သက်နေတဲ့သူရှိတယ်တဲ့ငါဘက်မှာတဲ့မင်းသိပါတယ်တဲ့ I hope that you can forgive me one day အော်ငါရဲ့လုံရက်တွေငါရဲ့ပုံစံတွေအတွက်မင်းတစ်ချိန်ချိန်မှာငါ့ကိုတော့နားလည်ပြီးတော့ခွင့်လွတ်ပေးမယ်လို့ငါယုံကြည်မျှော်လင့်နေမိပါတယ်တဲ့အဲ့တော့အဲ့တော့อืม not available ဆိုတဲ့ပုံစံလေးကိုတော့ခံစားမိတယ်ပေါ့နော်။ကဲဒါဆိုရင်သူအခုအချိန်မှာသူကိုယ်ဘာတွေပြောချင်နေမလဲ။ကဲဒီ connection လေးကိုကြည့်ရတာ M1 လေးရဲ့တစ်ဖက်လူစီမှာတခြားကပတ်သက်နေတဲ့သူတယောက်ယောက်တရားပေါင်းရှိနေတဲ့ပုံစံမျိုးလေးဒီကြောင်ရှိနေတဲ့သူလေးတွေလို့မောကတော့ယူဆရပါတယ်အဲ့တော့เนาะအဲ့တော့တစ်ဖက်ဖက်မှာဒီကြောင်ရှိနေတဲ့ ဒီမျိုးလေးတွေလို့မတော့ဒီတဲ့ဘက်မှာမြင်ရပါတယ်။ဟုတ်ကဲ့ group ဝင်လေး ML လေးရဲ့တစ်ဖက်လူကကတ်တီးတူတူကြလာတယ်။ဒီကြလာတဲ့ကတ်တီးအကုန်လုံးမူယူလိုက်မယ်နော်။တူတူပြုတ်ကြလာတာ။ I can't even look at you right now နဲ့အမေကအခုဟိုရင်မဆိုင်ရဲဘူးပေါ့နော်။ရင်မဆိုင်ရဲဘူးတဲ့။ I am coming trust တနေ့နေ့တော့ မျက်စိကိုတော့ငါဆက်သွဲမှာပါ just no အဲ့တော့ just ငါနေတော့တနေ့နေ့တော့ဆက်သွဲလာမှာပါတဲ့အမွန်းလေးတွေလေသူ့ကိုအရင်တခုခုပေါ့နော်အရင်မေးတင်နေတဲ့စကားလေးတခုခုရှိမဲ့ချင်တယ် reached out ဒီမှာ i am coming trust reach out အဲ့တော့ပြောရရင်ဒီမှာ i am coming နဲ့ reach out ရဲ့ဂျားလေးတွေမှာ yes ဖြစ်တဲ့အတွက်ကြောင့်မို့လို့ m1 လေးတွေပြန်လာမှလားယင်ဆိုပြီးတော့စိတ်ထဲမှာမျောနေတဲ့သူလေးတွေရှိတယ်ဆိုရင်တော့သူလေးအခုအချိန်မှာကိုကိုရင်မဆိုင်ရဲဟုဆိုပေမဲ့သူအရန်ကိုနဲ့ဖတ်သက်ပြီးတော့ဟိုအရန်ဆက်သွယ်ခြင်းနေတယ်လာခြင်းနေတယ်သူကိုနော်တော်တော်လေးကို음မွန်တီရမှာဗာခန်စားမိလဲဆိုတော့ m1 လေး မျောသားမျောနေတဲ့ဆွေးမြိတ်ငိုင်းတွေပြီးတော့မှိုင်းတွေငေးမောပြီးမျောနေတာတော့မဟုတ်လောက်ဘူးအံပွန်းလေးရဲ့အနေထားလေးကဟိုရင်ထဲမှာတော့သူရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့နေစဉ်ဘဝတွေမှာအရန်စူးစမ်းနေတဲ့သူလေးတွေလို့မခံစားရတယ်အဲ့တော့တပတ်လူကလေအရန်အံပွန်းလေးကိုအရန်အားနာနေတယ်အရန်တောင်းပန်နေတယ်အရန်ကိုစိတ်ထဲမှာ အမလေးကိုသူဒီလိုမျိုးလောက်ခဲ့မိတဲ့အတွက်ဒီလိုတွေပြောခဲ့မိတဲ့အတွက်ဒီလိုအခြေအနေတွေဖြစ်ခဲ့ရတဲ့အတွက်သူအရန်တောင်းပန်ပါတယ် I am sorry ဆိုတဲ့ဟာလေးကသူတော်တော်လေးနောင်တရတယ်တော်တော်လေးတောင်းပန်ပါတယ်အဲ့တော့ရနာဆိုတဲ့ဟာလေးကတော့အဲ့တော့ဟိုပြောရရင်သူ့စိတ်ထဲမှာ အရန်ကိုမှကိုယ်ကိုဆက်သွေးခြင်းနေတယ်ကိုယ့်စီကိုပြန်လာခြင်းနေစကားတွေပြောခြင်းနေတယ်ဒါပေမဲ့လုံးဝတတိမရှိဘူးအမွဲလေးရဲ့အခြေအနေကိုကြည့်ရတာငါ့ကိုပြန်လက်ခံမယ်ထဲထဲမှာမပါတော့ဘူးထင်ပါတယ်ဆိုသူလာခြင်းနေအမွဲလေးကသူ့ကိုလက်ခံမှာမဟုတ်တော့ဘူးလားမသိပါဘူးဆိုပြီးတော့သူစိတ်မကောင်းတာ ဒီလိုဖြစ်နေတယ်ဆိုရင်ပုံစံလေးကိုတော့မတွေးရတဲ့သူတော်တော်တော့စိတ်မကောင်းနေဘူးခြေနေတွေဖြစ်သွားခဲ့တဲ့အပေါ်မှာပေါ့နော် M1 လေးကိုညားသလိုဖြစ်သွားခဲ့တာပဲဖြစ်ဖြစ် M1 လေးကိုထားခဲ့မိတာ M1 လေးကိုလိလိရှုခဲ့မိတာတွေအကုန်လုံးတက်ကိုသူတောင်းမှန်ခြင်းနဲ့ရင်လဲရင်မဆိုင်ရင်တောင်းကလည်းတောင်းမှန်ခြင်းနဲ့အရန်ကလည်းအာနာနေတယ်အရန်လည်းပြန်လာခြင်းနေတယ်ပြန်ပြီးတော့စကားတွေပြောခြင်းနေမိပါတယ်တဲ့အဲ့တော့ ဒီ connection လေးရှိမှဘာတွေဖြစ်လာနိုင်လဲဆိုတော့ Oracle message လေးတခုလောက်တော့ကြည့်ချင်တယ်လေနော်မာရရီပေးတင်းနဲ့อืมအဲ့တော့ပြန်လဲတိဆောက်ခြင်းဆိုတဲ့ energy ကိုမို့ဒီမှာတွေ့ပါတယ်အဲ့တော့ M1 လေးရောသူရောနှစ်ယောက်စလုံးကြားလဲတဲ့မှာ ပြန်လဲတိဆောက်ခြင်းတော့ပြုတ်ပြတ်သွားတဲ့တချို့သောအရာတွေပြုတ်ပြတ်သွားတဲ့ connection တွေကိုတစ်ချိန်မှာတော့ပြန်လဲတိဆောက်နိုင်မဲ့ energy တဲတဲမှာတွေ့ရပါတယ်ရှင်လုံးဝကြီးစိတ်ဓာတ်ကျပြီးတော့လုံးဝကြီးအာဟိုလိုမျိုးပေါ့နော်လက်လွတ်လိုက်ဖို့တော့မလိုဘူးပြန်ပြီးတော့ rebate ပြန်လုပ်လို့ရနိုင်တယ်အမ်မကောင်းတဲ့အရာတွေကိုဖြိုချဖြတ်စီးပြီးတော့တကယ်ကိုခိုင်ခိုင်မာမာ ဖောင်ဒေးရှင်းကောင်းကောင်းခိုင်ခိုင်မာမာနဲ့တရားကိုတရားပြန်လဲပြီး rebate လောက်ကြရလိမ့်မယ်လို့မုံကဒီထဲထဲမှာဆန္ဒပြုပြီးတော့ညွှန်လိုက်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ် M1 လေးတွေအဆအဆရအဆင်ပြေပါစေဒီနေ့ message လေးဟာဒီနေ့ message လေးကတော့ M1 လေးအတွက်ကိုပေါ့နော်စိတ်ခွာလေးတစ်ခုတော့၎င်းအာစိတ်ခံစားချက်လေးတစ်ခုတော့၎င်းအာစိတ်ပန်းပြေကြမျိုးပွဲဖြစ်ဖြစ်ပေါ့နော် အာရမယ်လို့မောင်ရယုံချင်မျော်လင့်ပါတယ်အဆန်းဆန်းရဆင်ပြေကြပါစေ good night ပါရှင်မင်္ဂလာပါရှင်ရှယ်ရဲ့လပ်ပံမကနေပြန်လဲကြိုဆိုပါရရှင်ဒီနေ့ reading လေးကတော့အာအခုပေါ့နော်အခုဒီ reading ကိုကြည့်နေတဲ့သူလေးတွေပေါ့နော်ကြည့်နေတဲ့အချိန်မှာ m2 လေးရဲ့တစ်ဖက်လူက m2 လေးကိုဘာတွေများပြောရှင်နေလဲဆိုတာကိုမောင်နဲ့အတူတူလေ့လာမဲ့ reading လေးဖြစ်ပါတယ်အခုကြည့်နေတဲ့အချိန်မှာ M2 လေးကို M2 လေးရဲ့တစ်ဖက်လူကဘာရင်များပြောချင်နေမလဲရှင်အဲ့တော့ M2 လေးနဲ့ M2 လေးရဲ့တစ်ဖက်လူအခုအချိန်မှာတော့လေဟိုနည်းနည်းပေါ့နော်ဟို GE လာလာအဲ့အဲ့ဒီလို peace energy လေးကိုတော့နည်းတွေ့ရတော့မှဟိုတရားတရားမတွေ့ရအောင်မဆုံးအောင်ဆိုရင်တော့မနာကြီးရလေးမုန်တီးတာမျိုးရှိပဲနဲ့ជីជី လည်းလည်းအေးအေးဆေးဆေးလေးတွေဖြစ်နေကြရဲ့လို့မခံစားရတဲ့စိတ်ထဲမှာပေါ့နော် I couldn't let you get close to to me တဲ့အဲ့တော့ငါမင်းကိုအာပြောရရင် तू ကလေကိုယ့်ကိုညင်းတာလို့ဘလော့တာလို့သူနဲ့ကိုနဲ့ဒီထက်ပို့ပြီးတော့နီးစပ်လို့မရအောင်နီးစပ်ခွင့်မရှိအောင်အဲ့လိုမျိုးတွေလောက်တာလို့အဲ့လိုမြင်မိတယ် တချို့ connection လေးတွေကဘာလို့တောင်တွေ့ရလဲဆိုတော့အာချစ်သူပေါ့နော်အရင်ကတော့ချစ်သူနောက်အာအခုတဖြည်းဖြည်းနဲ့ဘလို့ဖြစ်လာဆိုတော့ငါတို့တွေတငယ်ချင်းပဲလောက်ကြရအောင်လို့နည်းနည်းပေါ့ connection လေးကိုလေပုံစံလေးပြောင်းတဲ့ပုံစံမျိုးလေးပေါ့ကွာတိလားအရင်ကချစ်သူငါတို့အခု best friend ပဲလောက်ရအောင်လို့ပါလို့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးတွေပေါ့နော်နည်းနည်းလေးပြန်လျှော့လိုက်တဲ့ပုံစံပေါ့နော် ဓာမျိုးလေးကိုဖန်စားရတယ်ဒီအထဲထဲမှာကဲ M2 M2 လေးရေ M2 လေးကို M2 လေးရဲ့တစ်ဖက်လူကဘာတွေပြောချင်နေလဲတစ်ဖက်လူကလည်းနည်းနည်းလေးကိုနဲ့ပတ်သက်ပြီးတော့အရှိကိုမသွားဘဲနဲ့ဒီနားလေးမှာလည်းရှက်လိုက်ချင်တယ်လို့ရှက်လိုက်မယ်လို့ အဲ့လိုပုံစံကိုခံစားနေနေပါကြောင့်လေဒီကဲအန်တူလေးရဲ့တစ်ဖက်ကအန်တူလေးဘာလို့များတော့ရှင်နေလဲ they are waiting for you တဲ့အရာအဲ့တော့ပြတိလေးတော့ I feel the same way တဲ့မောကတော့ဒီထဲမှာခံစားမိတာကလေနှစ်ယောက်ကြားတဲ့ထဲမှာအဲမိဘတွေအတိုင်းဝိုင်းတွေဆွေမျိုးတွေတခြားသောသူတွေ အဲ့လိုမျိုးသူ့ဘက်ကသူ့ဘက်မှာလဲသူ့အတိုင်းဝိုင်းကိုယ့်ဘက်မှာလဲကိုယ့်အတိုင်းဝိုင်းနဲ့နှစ်ဖက်စလုံးမှာလေညံ့နိုင်ရမယ့်အရာတွေအများကြီးရှိတယ်လို့ခံစားရတယ် one is of one အဲ့တော့ undo လေးနဲ့ပတ်သက်ပြီးသူ့မှာခံစားချက်တွေပါတယ်အဲဘယ်လိုခေါ်လဲခံစားချက်အစ်စ်လို့ပြောလို့ရတယ်ဗျာနော်ခံစားချက်အစ်စ်ပုံစံအစ်စ် yes ဒီမှာ is of pentacles the is of wands နောက်ရကြတဲ့ထဲမှာလေခန်းစားချက်အစ်စ်ပုံစံအစ်စ်ဒီဇိုင်းအစ်စ်အဲ့လိုပုံစံမျိုးလေးနဲ့တွေ့ရတယ်အဲ့တော့ I'm too I just wish things were different ဒီလိုမဖြစ်ခဲ့ရင်သိကောင်းမှာပဲကွာ You are wrong အဲ့တော့ဒီ connection မှာလေ scenario တွေပေါ့နော် story တွေအများကြီးရှိလိမ့်မယ်ထင်တယ် တစ်ဖက်လူကကိုကို wait အဲ့တော့မင်းတင်နာတွေမှားနေပြီမင်းတင်နာတွေမှားနေပြီထင်တာတွေစွတ်မပြောနဲ့မင်းမှားနေပြီအခြေအနေတွေအချိန်ခါတွေစောင့်ကြည့်အောင်ဆိုတဲ့ပုံစံမျိုးလေးကိုမွန်ဒီထဲမှာတွေ့ရတယ်နော် I couldn't let you get close to me ငါနဲ့အရင် ိုဘယ်လိုကောင်းလဲဒီထက်ပို့ပြီးတော့ငါရှေ့မတိုးရှေ့မတိုးခြင်းဘူးပေါ့နော်ရှေ့မတိုးခြင်းဘူးပေါ့ပြောရရင်ဒါပေမဲ့ I don't want to lose you တဲ့ငါမင်းကိုဆုံးလဲဆုံးရှုံးလဲ sorry ဆုံးရှုံးလဲမခံနိုင်ကဲနောက်ကကြည့်ရ be more selfish တဲ့อืมเนเน่นี่ตูโกไรมากูก็เลยมึงดีมากคันซ่าอ่ะล่ะเลยตูก็เลย ငါတို့ပြုံစံပြောင်းပြီးသွားရအောင်နေရအောင်ငါတို့တကယ်ချင်းလို့ပဲနေကြရအောင်ငါတို့တွေဟိုပေါ့နော်จิตတွေမဟုတ်ဘဲနဲ့ငါတို့ရဲ့အဆက်မပြတ်ကလေးပဲဒီလိုလေးပဲနေကြရအောင်နေပါလေပေါ့နော်သူအဲ့လိုသာပြောရင်ပြောမယ်ဒါပေမဲ့တကယ်တမ်းကျတော့လေသူ့မှာလဲလေအဲ့ဒီအဖြေကအဲနေသေးကြပြီလားလို့မေးကြည့်음 ERG ကြာနေအဲ့လိုဖြစ်နေမဲ့ပုံစံမျိုးအဲ့ဒါကြောင့်မို့လို့အချိန်လေးခဏစောင့်စောင့်ပေးပါကွာငါနည်းနည်း ငါဘက်မှာငါနဲ့ညှိလိုက်အောင်မယ် adjust လုပ်လိုက်အောင်မယ်ငါရဲ့ငါတကယ်ဘာဖြစ်ချင်နေလဲငါငါအရင်ဆုံးငါငါစဉ်းစားလိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရရပေါ့နော်အဲ့တော့ M2 လေးရဲ့တစ်ဖက်လူကမရေရာဘူးမသေးကြဘူးမပြီးသေးဘူးဆိုတော့အဲ့ energy ကိုတွေ့ရပါလေဆိုတဲ့အခါကျတော့လက်ရောက်ရဲ့ connection ရှိမှာ variation ဖြစ်လာနိုင်တယ် M2 လေးရဲ့ date meeting someone new dating get back out there plan set a date km do ye ပြောမှလဲဟိုကတော့ဖြစ်တယ်နောက်တယောက်ရှာရှင်လဲရှာလိုက်တော့ဆိုတာမျိုးလိုတော့ပြောရမလားမသိဆိုတော့ဟိုဒီလိုက m2 နဲ့တစ်ဖက်လူနဲ့ကြားတဲ့တဲမှာအဲမကန်စားရတာတစ်ဖက်လူကဒီလိုမျိုးဘာမှမသိလဲနဲ့ m2 ကိုဒီလိုမျိုးကြီးလောက်ထားရင်တော့ m2 ဘက်မှာ အစ်စ်တရားတွေ့လိမ့်မယ်မဟုတ်ဖဲနဲ့သူ့ဘက်ကနေတိတိကျကျရေရေရရပြက်ပြက်သားသားဖြစ်ပြီဆိုရင်တော့သူ့နဲ့ပြန်ပြီးတော့ဒိတ်ခွင့်ရလိမ့်မယ်အဲ့တော့သူ့ရဲ့အခြေအနေကိုကြည့်ရမှာပဲတကယ်လို့ M2 ဘက်မှာသူ့နဲ့ရှင်လို့ရတယ်သူ့ထပ်ပို့ပြီးတော့အစဉ်ပြေနိုင်တယ်ဆိုတဲ့သူမျိုးရှိတယ်ဆိုရင်တော့စဉ်းစားကြည့်စေချင်ပါတယ်အစ်စ်ကိုအဲ့တော့ဒါလေးဒါလေးကိုတော့ဒါ ဟိုကပေါ့နော် January တင်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းမဟုတ်ဘူးမုံခဏပြောတယ် M2 မှာရှိတယ်အခုဒီ energy နဲ့လည်းကြိုက်တယ်ဒီလူကလည်းအခုဒီအခုလက်ရှိကြည့်နေတဲ့သူကလည်းအညာအညာလုံနေတယ်ဘာမှမသိဘူးအချိန်လေးဆွဲထားတယ်အဲ့လိုမျိုးဆိုရင်တော့နည်းနည်းလေးစဉ်းစားကြည့်ပါလို့ပြောတာเนาะအဲလူတိုင်းရောမဆိုလို့เนาะ ဒါတော့မိမိရွေးချယ်ရမိမိနှစ်သက်ရမယ်ပေါ့နော်ဆိုတော့အန်တူလေးတွေဆက်ဆက်ရအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဒီ energy လေးကအခုဖြစ်နေတာနော် အခု तू မရေရအောင်မသိကြဘူးအဲ့ဒီ energy ဖြစ်နေတာအခုအခုနော်အခုကြည်နေတဲ့အခုဒီဟာကိုနားထောင်နေတဲ့အချိန်မှာဖြစ်တာနော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ရှင်အဆက်ဆက်ရအဆင်ပြေကြပါစေရှင် မင်္ဂလာပါရှင်ရှယ်လင်းလက်ပိုင်မကနေပြန်လဲကြိုဆိုပါရစေအဲ့တော့ဒီနေ့ reading လေးကတော့အခုလက်ရှိ D reading ကိုကြည့်နေတဲ့အချိန်နားထောင်နေတဲ့အချိန်မှာ M3 လေးရဲ့တစ်ဖက်လူကိုကိုဘာလေးပြောချင်နေလဲသူကိုနဲ့ပတ်သက်ပြီးတော့ဘာလေးတွေးနေလဲဆိုတာကိုမနှုတ်လေးလာမှာဖြစ်ပါတယ်လုံးဝဆရာမကြီးလားဆရာကြီးလားတော့မသိဘူးအလွဲ့เนาะအဲ့တော့ okay ဒါဆိုရင် M3 ကို M3 ရဲ့တစ်ဖက်လူက ိတ်ကလေးမှာဘာတွေပြောချင်နေလဲသူ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုလို့ဒီတစ်ချက်လောက်လေ့လာကြည့်ရအောင်အခုလက်ရှိအခုကြည့်နေတဲ့အချိန်မှာဖြစ်နေတဲ့သူ့ရဲ့စိတ် I am grateful for the spiritual lesson. Okay. အဲ့တော့ yeah အရင်အစမြင်သွားပြီ။အရင်က ဟိုဘယ်လိုကောင်းလဲစိတ်ပိုင်းဆိုင်ရာတွေလည်းတူးတက်လာတယ်ပေါ့နော်အဲ့တော့အရင်တုန်းကမပြေးွားခဲ့ရင်ပဲဖြစ်ဖြစ်အဲတခုခုပေါ့နော်အရင်ဟိုဘယ်လိုကောင်းလဲအဲတင်ကန်းစာတွေအများကြီးရလိုက်တဲ့အချိန်မှာ certificate တွေရတာလည်းစာမွေးအောင်သွားတဲ့ energy ကိုတွေ့တယ်ပေါ့နော်အဲ့တော့ကောင်းမွန်တဲ့ energy ဘက်ကိုပြောင်းလဲလာတယ်လို့ပြောလို့ရတာပေါ့အဆင်မပြေမှုတွေကြားထဲကနေကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာလေးတွေပြောင်းလဲလာတယ်ဆိုတာလေးကိုတော့တွေ့ရပါတယ်ကဲ ကိုယ်တော်မှဆရာတင်နေတဲ့ပုံစံနဲ့အမ်3ကိုအမ်3ကိုသူကပါပြောချင်နေတယ်အမ်3ကိုကဆရာမကြီးဆရာမကြီးကြောင့်ကျွန်တော်တော်တော်လေးအဆင်ပြေအဆင်မြင့်သွားပါပြီအတွေ့အကြုံရေလည်းကျွန်တော်သင်ခန်းစာရေလည်းရလိုက်ပါပြီသိကြကြလည်းသင်ယူခဲ့လိုက်ပါပြီဟုတ်ဆရာမကြီးလားဆရာလမ်းကြီးနော်ဆင်မမထိုင်နေတာအခက်သားနဲ့အမ်3

ေရောငါနဲ့ပတ်သက်ပြီးတော့ငါကြောင့်နေစဉ်းစားနေလားမွန်တီထဲမှာဘာတွေ့ရလဲသိလားအန်ဒရီယာလေးသူ့ကိုလေဟိုမေးဒီမေးမေးချင်နေတဲ့စိတ်ထဲမှာသူငါ့ကိုတတိယရလားသူငါ့ကိုချစ်လားသူငါ့စီပြန်လာမလားသူနဲ့ငါနဲ့ကဘယ်လိုလဲသူကငါ့ကိုဘယ်လိုအဲအများကြီးပေါ့နော်ရှောက်မေးကြမှာပေါ့နော်အဲ့တော့အတူမြအဖြေရလေဘာဖြစ်လို့ဖြစ်ရမလဲမသိဘူးမိကုန်းကများလိုက်တာကွယ်ဆိုပြီးတော့အဲ့တော့ you are around နဲ့ထင်နေတာတွေမဟုတ်ဘူးနော် မှားနေပြီเนาะကိုထင်းနဲ့ကိုထင်းသားကြီးပဲစွပြောမနေနဲ့ M3 ကိုကြည်ရဆီယမ်မိုင်းစတိုင်ဆီယမ်စတိုင်ခေါင်းမှမယ်အဲသူများပါပြောပြောတိတ်နာတဲ့မွေကိုတာငါမှန်တယ်ဒီလိုပုံစံမျိုးလို့ခံစားရတယ် Do you think about me too တဲ့ဟိုဘက်ကတယောက်ကငါ့ကိုနင်တတိရောရသေးရဲ့လား Please give me time I've never felt this way before တခါမှမကြုံဘူးတဲ့ဒီလို feeling မျိုးဟောက်ချိန်လေးတော့နည်းနည်းပေးပါချက်ချင်းကြီးတွေမမေးပါနဲ့ခုမှစာတင်ထားတာခုမှစာမေးပွဲအောင်ရုံရှိသေးတယ်စာရီမမေးပါနဲ့အိုးခဏစောင့်ပါအိုး my life started when i met you တဲ့ဒီကြတာပေါ့အများကြီးသင်ငန်းစာတွေပေးလိုက်တယ်ထင်တယ်ကဲ i know you from somewhere ရာမကြီးဆရာကြီးလက်ပြရာမကြွလာလားလားဆိုတာမျိုးလေးပေါ့နော် you are so beautiful why do you need me မွန်တီတန်းမှာဗာခံစားရလဲသိလား m3 လေးရဲ့အခုကြည်နေတဲ့တစ်ဖက်လူကလေ m3 လေးကိုလေအရန် respect အရန်ကို respect နေရနေအရန်ပြေဆောင်နေနော်နေအရန် perfect ဖြစ်လို့နေနော်ဘယ်ကများကြွချီလာလားလဲအရန်ကို perfect ဖြစ်လို့နေအရန်လဲအရန်ပေါ့နော်အရန်အရှင်ပြေတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ် တကယ်ကိုမှအာ respect ဖြစ်စရာပဲဒါပေမဲ့ဘာလို့ငါ့ကိုလဲဘာဖြစ်လို့ငါ့ကိုလဲဒီလိုမျိုးလေငါတခါမှမခံစားဘူးဘူးတကယ်နေအမတို့မခံစားရအောင်တရိယာအရန်ကိုစိတ်အမ်တူတဲ့အဆိုင်တအားမြင့်လိုက်မျိုးပေါ့နော်အဲ့တော့မြင့်မြင့်မာမာတွေးတတ်တယ်နေတတ်တယ်ထိုင်တတ်တယ်အဆင်အတန်းအစားပေါ့နော်အဲ့လိုမျိုးလေးဖြစ်တဲ့အခါကျတော့တစ်ဖက်လူက లై မမီတဲ့အနေအထားလေးတွေရှိတယ်အတွေးရအစားပေါ့နော် ဖြည်းဖြည်းတွေးပါဖြည်းဖြည်းမေးပါငါအဲ့လောက်ကြီးတိအခုမှငါစာတီဖီကိတ်ရတာပါဖြည်းဖြည်းတွေးပါဖြည်းဖြည်းလေးမေးပါငါငါ့အချိန်လေးတွေပေးပေးပါတိကျနေတာတွေဖြစ်နေတာတွေဝုံ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 ဆိုမလောက်ပါနဲ့ဆိုတဲ့ပုံစံမျိုးလေးတစ်ဖက်ကလည်းနည်းနည်းတော့တနာစရာလေးကောင်းတယ်အဲ့ဒီ energy ကိုရတယ်เนาะ M3 အရင်မလောနဲ့ M3 ကိုဖြစ်နေတာတွေကိုတိတ်ရှိတယ်မတင်နဲ့အရင်မလောပါနဲ့เนาะအဲ့တော့ အာလူတိုင်းကကိုနဲ့အာတူချင်မတူလာလေနော် level ရောဘာရောညာရောအတွေ့အခေါ်တွေရောဆိုတဲ့ခါကျနည်းနည်းလေးလက်တွဲခေါ်ပေးပါလို့ပြောပြချင်ပါတယ်ရှင်တကယ်လို့ဒီ energy ဖြစ်နေတယ်ပေါ့နော်အဲ့တော့ m3 နဲ့သူနဲ့တစ်ဖက်လူနဲ့ပေါ့နော်ဘလို့ energy တွေရှိမှာဘာတွေဖြစ်လာနိုင်လဲ paradise တဲ့ပြောစရာကောင်းတဲ့ energy လေးတွေတော့တွေ့ပါတယ်သူက ကို့ level ကို့ level ကိုတက်နိုင်ဖို့အတွက်ပို့ပို့ပြီးတော့စူးစမ်းနေတယ်ကိုကလည်းတဖက်လူပေါ့နော်ဟိုအားငယ်နေရင်ပဲဖြစ်ဖြစ်လိုအပ်ချက်ရှိရင်ပဲဖြစ်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 ချင်းဆွဲခေါ်နိုင်မှုအတွက်ကြိုးစားပြီးဒါဆိုရင်တော့နှစ်ယောက်စလုံးရဲ့ energy လေးကပြောစရာကောင်းတဲ့ paradise လေး oasis energy လေးကိုတွေ့ရတယ် happiness expansion joy playfulness and joy each other ဲ့တော့တယောက်ကတယောက် supportive ဖြစ်စေတဲ့ partner ကောင်းတွေအနေနဲ့ဆက်သွားပါဘလို့ energy မျိုးနဲ့ပဲဖြစ်ဖြစ်ကိုယ့်အတွက်ကိုသူကလည်းတနေရာရာဒစိတ်တစ်ပိုင်းကိုယ့်အတွက်ကိုအများကြီးထောက်ကူပေးနိုင်တယ်ကိုကလည်းသူ့အများကြီးထောက်ကူပေးနိုင်တယ်တယောက်ကိုတယောက်ထောက်ကူပြုနိုင်တယ်တယောက်ကိုတယောက်ပျော်ရွှင်စေတယ်တယောက်နဲ့တယောက်အေးချမ်းချမ်းလေးလက်တွဲမယ်ဆိုတဲ့ feeling မျိုးလေးရင်းနဲ့ entry လေးတွားသွားမယ်ဆိုရင်တကယ် paradise energy ကိုတွေ့ရတယ်အဲ့တော့အရန်ကောင်းနေထိမ့်သိမ့်သွားပါ ဟိုပျော့ပျော့ရွှင်ရွှင်အေးအေးချမ်းချမ်းလေးနဲ့ထိမ့်သိမ့်သွားပါလို့ပြောပြပေးချင်ပါတယ်။ကျေးဇူးများတင်ပါတယ် Good night ပါရှင်။ဒီနေ့ reading လေးကစစရေးရအာ energy လေးကြိုက်ကြမယ်အဆင်ပြေကြမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။